အားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ USSEC ရဲ့ ACE ကိုဟက်ခဲ့သူထောင်နဲ့14လချမှတ်ခံရတဲ့သတင်းနဲ့အတူ Bloomberg လေးအညွှန်းကြိုးလိုက်ပြီလားသတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ပထမတော့အနေနဲ့ USSAC ရဲ့ ACE ကို hack ခဲ့သူထောင်နဲ့14လချမှတ်ခံရတဲ့သတင်းကိုတက်ဆက်ပေးကြပါရစေ။2024ခုနှစ်တုန်းက USSAC ကနေ Big Wide Sport EDF တွေခွင့်ပြုမလို့လို့ပယ်ချတော့မလို့လို့ဖြစ်နေချိန်မှာ SAC ရဲ့ ACE account ကနေ Sport Big Wide EDF တွေကိုခွင့်ပြုလိုက်ပါပြီဆိုပြီးကြီးညာလိုက်လို့ Big Wide Zero ထုတ်တက်ပြီးပွက်လောရိုက်သွားခဲ့တာကိုမှတ်မိကြမှာပါ။ဒါပေမဲ့မိနစ်ပိုင်းအကြာမှာတင်မဲ့ ACE account hack ခံရတာဖြစ်တယ်လို့ Sport Big Wide EDF တွေကိုလည်း ခွင့်မပြုရသေးကြောင်း SCC ဘက်ကပြန်အတည်ပြုခဲ့ပါတယ်။ဒီမိနစ်ပိုင်းလေးအတွင်းမှာဘစ်ကွိုင်းဈေးကလည်းဒေါ်လာထောင်နဲ့ချီထိုးတက်သွားခဲ့ပြီးတော့လောင်းထားသူတွေအမျက်အတော်လေးရခဲ့ကြပါတယ်။ဒီဖြစ်စဉ်တစ်ခုလုံးရဲ့နောက်ွယ်ကပဲကန်ရှင်ကြီးကတော့အလာဘားမားပြည်နယ်သား Eric Council Junior ဖြစ်ပြီးတော့ SIM swap လုပ်တဲ့အနေနဲ့ USSCC ရဲ့ Ace account ကိုဟက်ခဲ့တာဖြစ်ပါတယ်။ဒီလိုဟက်ခဲ့ပြီးတဲ့နောက်မှာတော့ BTC ဈေးတက်မှုကနေတဆင့်သူရဲ့အပောင်းအပါရီနဲ့အကျိုးအမြတ်ရအောင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီရွှေညံရှင်ကြီးရဲ့ laptop ကိုတော့2024ခုနှစ်ဇွန်လမှာတင်စီရမိခဲ့ပြီး laptop ကိုစစ်ဆေးရမှာတော့ FBI ကနေစုံစမ်းစစ်ဆေးခံရပြီဆိုရင်ဘယ်လိုသိနိုင်မလဲ FBI ကကိုနောက်လိုက်နေရင်စိုင်းတွေကဘာတွေဖြစ်နိုင်မလဲဆိုပြီးတော့ Google မှာရှာထားတာကိုလည်းတွေ့ခဲ့ရပါတယ်။ဒါပေမဲ့2024ခုနှစ်အော်တိုဘာလမှာတော့ Eric ကိုဖမ်းမိခဲ့ပြီးအခုထောင်ဒဏ်14လချမှတ်ခံရမှာဖြစ်တဲ့အပြင်ဒေါ်လာ9000နဲ့ဒဏ်ငွေဆောင်ရတော့မှာဖြစ်ပါတယ်။ ဒါအပြင်ထောင်ထံပြီးတဲ့နောက်မှာလည်းဓာပွဲတာမမဟော ID လိန်လဲမှုမလုပ်ပါဘူးဆိုတော့တဘောတူအခြေအနေတစ်ခုအောက်မှာသုံးနှစ်သာစောင့်ကြည့်ခံရမှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့ဘလုံးပန်းကလေးအညွန့်ကျိုးလိုက်ပြီလားတရင်ကိုတက်ဆက်ပေးစမှာရယ် 2024ခုနှစ်ဖေဖော်ဝါရီလလောက်ကစတင်ခဲ့ပြီးအခုအချိန်အထိတည်ကြည်မလာနိုင်သေးတဲ့ဘလွန်ရဲ့ co-founder ဗလာဒီမာစမာဂိတ်တယောက်ကတော့မော်စကိုမှာအဖမ်းခံလိုက်ရပါတယ်။လိုင်လံမိုးကြီးတစ်ခုကျူးလွန်ထားကြောင်းတန်တရားနဲ့ဖမ်းဆီးခံထားရတာဖြစ်ပြီးစုံစမ်းစစ်ဆေးနေချိန်တောက်လျှောက်မှာထိန်သိမ်းခံထားရမှာဖြစ်ပါတယ်။ဒီပြစ်မှုအတွက်ပြစ်ဒဏ်ကတော့နှစ်နှစ်ကနေ12နှစ်အထိကြာခံရနိုင်ခြေရှိနေပြီးတော့အခုအချိန်အထိစွဲချက်တင်ခံရတာမျိုးမရှိသေးပါဘူး။ စမာကိစ်ကတော့ရုရှားမှာဘိုင်းနက်လဲပတ်ခဲ့တော့ကလည်းအကြီးတန်းအရာရှိဟောင်းတူဖြစ်ခဲ့ဖို့ပဲမဲ့အခုအဖမ်းခံရတဲ့ကိစ္စက2018ခုနှစ်မှာတုန်းကသူပူတွဲတည်ထောင်ခဲ့တဲ့ Dead Token Fund နဲ့ Token Vault Crypto လုပ်ငန်းတွေနဲ့ပတ်သက်လို့လိမ်လည်မှုတွေဖြစ်ကြောင်းလည်းသိရပါတယ်။ဒီ project တွေမှာယင်းနှမြုံနံခဲ့တဲ့သူတွေကလည်းဒေါ်လာ15သန်းအထိငွေကြေးဆုံးရှုံးမှုတွေဖြစ်ခဲ့ကြပါတယ်။ရုရှားဘာသာစကားနဲ့ဆိုရင်ပန်းကလေးလို့နာမည်ရတဲ့ လုံကတော့ co-founder အပန်းခံရတဲ့ကိစ္စကသူတို့နဲ့ပတ်သက်တာမျိုးမရှိဘူးလို့ဆိုထားတယ်လို့ Sparkis ကလည်း CMO အဖြစ်ကနေနှုတ်ထွက်ပြီးဖြစ်ကြောင်းပြန်ရှင်းထားပါတယ်။ဒါပေမဲ့ Blon သိမ်းမှာအရေးပါအရာရောက်တဲ့ Sparkis အပန်းခံရမှုက Blon တို့ကထွက်လာဖို့ကိစ္စမှာထိခိုက်လာနိုင်မလားဆိုတော့စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဘလုံးအနေနဲ့စပါကစ်အဖမ်းခံရတာက TGE နဲ့ Airdrop အပေါ်ဘလို့အကျုပ်သက်ရောက်မှုတွေရှိလာမယ်ဆိုတာကိုသေချာရှင်းလင်းပေးတင်ကြဝေမမှုတွေရှိနေသလိုရှင်းလင်းချက်မထုတ်ပဲဒုံနေပါဝေတိတ်ဆိတ်နေတာကအပြင်းမဟုတ်ကြောင်းဝေဖန်နေကြပါရခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တခုမှရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြင်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ် နားဆင်ပေးကြတဲ့တောတာရှင်များအားလုံးထရိတ်တိုင်းမြတ်ကြပါစေခင်ဗျာ